ရတချအားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လည်ကျဆွန်လိုက်ပါရှင်ကျမတို့ channel တွေကနေနေစဉ်ပြည်တွင်ပြပန်းတရင်များကျော်လည်တရင်များနဲ့နောက်ဆုံးရတရင်များကိုအချိန်နဲ့တပြည့်စာတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ရခုပရမအောင်စွာစာတင်တင်ဆက်ပေးမယ့်တရင်ကြောင်းတွေကတော့ပါတီဆွန်ဒီမိုကရေစီစနစ်ကိုအမတ်တကယ်လိုချင်ရင်ရွေးကောက်ပွဲကိုခန်းနောက်ခေါ်စမလုပ်ရန်ပူပေါင်းကြရန်နဲ့မင်းလိုက်ကခြေချောက်ပြန်ပြီးဆိုတဲ့တရင်လည်းဖြစ်ပါရှင် အကြံပေးစကားဆောင်မင်းလိုက်ကပါတီဆိုဒီမိုကရေစီစနစ်ကို အမန်တကယ်လိုချင်ရွေးကောက်ပွဲကိုကဏ္ဍကောစာမလုပ်ရနဲ့ပူပေါင်းကြရန်ချိတ်ချမှုများလုံးဆောင်လာပြန်ပြီလို့သိရပါတယ်။ရမန်နေမတ်လ9ရက်နေ့မှာရုရှားကနေနေပြည်တော်သို့အပြန်ခရီးဒိန်ရင်ပေါ်တွင်စစ်တပ်လက်အောက်ခံမီဒီယာများသို့အင်တာဗျူးဖြေကြားစင်မှာမင်းလိုက်ကအထက်ပါတိုင်းချိတ်ချောက်ပြောဆိုခြင်းဖြစ်ကြောင်းသိရပါတယ်။ အကြံပေးမယ့်အွန်လိုင်းက၎င်းအနေဖြင့်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပမည်ဟုပြောခဲ့ပြီးဖြစ်ကြောင်းပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုချင်ရွေးကောက်ပွဲကိုမဆန့်ကျင်ရန်မယ့်အွန်လိုင်းကထုတ်ပေါ်ပြောဆိုချေချောက်ပြန်ကြောင်းသိရပါတယ်။ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်လို့ကျွန်တော်ပြောခဲ့တာရှိပါတယ်။ဒါကိုကျွန်တော်တို့ခိုင်ခိုင်မာမာလုပ်ရမှာပါ။ပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ဂန္ဓာကောစာလုပ်မနေနဲ့။ ပူပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်ဟုမင်းလိုက်ကချင်းချောက်ထားကြောင်းသိရပါတယ်မင်းလိုက်ကရွေးကောက်ပွဲကိုစစ်အနာသိမ်းမှုတသက်၅နှစ်ပြည့်တဲ့2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းတွင်ပြည်လုံးမည်ဖြစ်ကြောင်းဘယ်လာရုစ်နိုင်ငံတွင်ပြည်လုံးခဲ့တဲ့သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ် ဆက်လက်ပြီးတော့တရုတ်နဲ့ဆက်နွယ်နေတဲ့မြန်မာစီးပွားရေးလုပ်ငန်းတွေအကျိုးစီးပွားပဋိပက္ခမရှိမရှိစေရန်နဲ့ပတ်သက်ပြီးတော့မြန်မာဆရာကုလအထုကုဆယ်အဆောဆန်းစစ်စရန် GFN ကတောင်းဆိုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြမှာဖြစ်ပါရရှိကုလသမဂ္ဂချက်တွေအတွင်ရေးမှုရဲ့မြန်မာနိုင်ငံဆရာအထုကုဆယ်ဂျူလီဗီရှော့တီတရုတ်နဲ့ဆက်နွယ်နေတဲ့မြန်မာစီးပွားရေးလုပ်ငန်းများတွေ အကျိုးစီးပွားပဋိပက္ခများရှိနေတဲ့တစ်ဖြစ်စုံစမ်းစစ်ဆင်မှုများပြုလုပ်ပြန်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ Justice for Myanmar အဖွဲ့ကယနေ့ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ကြောင်းသိရပါတယ်မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် Judy Vishwadi Australia နိုင်ငံအခြေဆိုင် Energy Transition Minerals ETM တတူတူဖို့ရေကုမ္ပဏီတွင်မကြာသေးမီကမဟာဗျူဟာအကြံပေးဖြစ်လာခဲ့ပြီး Greenland ဒေတာရှိမြေရှားတပ်တူ24ရေးစီမံကိန်းတွင်ပါဝင်နေတဲ့မြန်မာနိုင်ငံနဲ့ပတ်သက်မှုရှိနေတဲ့အစိုးရတရုတ်ကုမ္ပဏီတွင်အကြံပေးရအတွက်သူမအားခက်အခက်ချင်းဖြစ်ပါရည်။ထို့သောတပ်တူ24ရေးကဏ္ဍတွင် Julie Bishop ရဲ့ပါဝင်ပတ်သက်မှုအပါအဝင်တရုတ်ကုမ္ပဏီများနဲ့ဆက်နွယ်မှုများကြောင့် Julie Bishop အနေဖြင့်သူမရဲ့ရာထူးနဲ့ဆက်စပ်နေတဲ့အကျိုးစီးပွားပဋိပက္ခရှိမရှိအပေါ်မှာစုံစမ်းစစ်ဆေးရန် GFN ကတောင်းဆိုခဲ့ကြောင်းသိရပါရည်။ EDM company ဟာဆိုလို့ရှိရင်မြောက်အမေရိကတိုင်း Greenland ကျွန်းတွင်လုပ်ကိုင်းနေတဲ့ data ခန်းများနဲ့အငင်းပွားပွဲဖြစ်နေသည့်မြေရှာတပ်တူတူပေါ်ရေးစီမံကိန်းအတွေ့ယူလီဘီရှော့အားအကြံပေးရသူဖြစ်ခက်အခက်ချင်းဖြစ်ပါရယ် ဂရိလန်အနောက်တောင်ဒေတာရှင် ETM ကုမ္ပဏီရဲ့တတူတူဖို့ရေးစီမံကိန်းအားတဘောပဝန်းကြီးအရေးများကြောင့်ဒေတာခန့်လူထုကဆက်ကျင်းခဲ့ကြပြီး2022ခုနှစ်တွင်တော့ဂရိလန်အစိုးရကအဆိုပါယူရေနီယံမြေရှားတူဖို့မှုအားရပ်ဆိုင်စေခဲ့ရဖြစ်ပါတယ်။ ထို့သောလုပ်ငန်းရဆိုင်ရမှုကြောင့် ETN Company ဟာဒိမတ်နိုင်ငံတွင်တရားဆွဲဆိုမှုကနေတဆင်ရောကြီးငွေဖြင့်အမေရိကန်ဒေါ်လာ17.5ဘီလီယံကိုတောင်းဆိုထားပြီးရင်းရောကြီးပမာဏဟာ Greenland Data GDP ရဲ့၄ဆ၄ပါရှိတော့ကြောင်းရင်းဆုံးဖြတ်ချက်ပေါ်မှာကြဲကြဲလောလောဝေဖန်မှုများလည်းချက်ပေါ်လို့နေခဲ့ရလည်းဖြစ်ပါရဲ့ စကောင်းစီအနေဖြင့်မြေရှားတတူတူဖော်ရဲ့လုပ်ငန်းများမှာများပြားလာတဲ့ငွေကြေးများရရှိနိုင်တဲ့ဖြစ်မြန်မာနိုင်ငံမှာရှိတဲ့တရုတ်တတူကုမ္ပဏီများနဲ့ဆက်စပ်နေတဲ့ဩစတြေးလျကုမ္ပဏီတွင်ဂျူလီဘီရှော့ကအကြံပေးဖြစ်ဝင်ရောက်လုပ်ကိုင်ခြင်းဟာမြန်မာအရေးတွင်ဗဲမလိုက်ပဲလုပ်ကိုင်ရမယ်ကျေးဝပိုင်ဆိုင်ရာစောက်ထိတ်လိုက်နာမှုနဲ့တာဝန်ရှိမှုတို့ကိုထိခိုက်သွားစေနိုင်တယ်ဟု GFA က၆ပြဝေဖန်ပြောဆိုထားတယ်ဖြစ်ပါရယ် ဂျူလီဘီရှော့ကဩစတြေးလျစတော့အချိန်စီးဝင်ကုမ္ပဏီ ETM ကနေတစဉ်တရုတ်နိုင်ငံပိုင်တဲ့ကုမ္ပဏီများနဲ့ပတ်သက်ဆွေးနွေးမှုများကို 17D ပေပါသတင်းစာက ပြီးခဲ့တဲ့ရက်ပိုင်းကစတဲ့ရေသားဖို့ပြတ်ခဲ့ခြင်းဖြစ်ပြီးဂျူလီပီရှော့ရဲ့တရုတ်အစိုးရပိုင်းကုမ္ပဏီများအပေါင်းဝင်မြန်မာနိုင်ငံတွင်အကျိုးစီးပွားရှိနေတဲ့ကုမ္ပဏီများစွာရင်းပတ်သက်ဆက်နွှဲမှုများသည်လက်ခံနိုင်ဖွဲမရှိတီအကျိုးစီးပွားပဋိပက္ခကိုဖြစ်စေသောကြောင့်ရဲအကျိုးစီးပွားပဋိပက္ခများကိုအလုံးစုံစုံစမ်းစစ်ဆေးရမည်ဟု Justice for Myanmar ကထုတ်ပြန်ပြောဆိုထားဖြစ်ပါသည် Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမယာတနာမောင်က ဂရင်းလန်ကဒေတာခံပြည်သူတွေစန့်ကျင်ကဲ့ကွက်ထားတဲ့တရုတ်ကြောထောင်နောက်ခံပြုတဲ့တပ်တူတူဖော်ရေးစီမံကိန်းအတွေ့အကြံပေးအဖြစ်ခန့်အပ်တာအပါအဝင်ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ရဲ့စီပွဲလုပ်ငန်းများနဲ့ပတ်သက်ပြီးအထူးစိုးရိမ်မိပါတယ်လို့ပြောဆိုထားဖြစ်ပါတယ် လာသမဂအထူးကိုစလဲနေတရုတ်အစိုးရတို့အကြားစီးပွားရေးဆိုင်ရာဆက်လွှဲမှုများအပေါ်မှာစိုးရိမ်စရာများရှိနေသလိုအထူးကိုစလဲတာဝန်ကိုလည်းဂုံတိတ်ခါရှိရှိထမ်းဆောင်နိုင်စွာအပေါ်မှာလည်းမိခွန်းထုတ်စရာဖြစ်နေတယ်ဟုတွေ့ရတော့ဆက်လက်ပြောဆိုထားဖြစ်ပါတယ်အထူးပြင်ဂျူလီဘီရှော့နဲ့ပတ်သက်ဆက်နွယ်နေတဲ့ကုမ္ပဏီဟာမြန်မာစစ်တပ်နဲ့မတမာစီးပွားရေးလုပ်ငန်းများလုပ်ကပ်နေတဲ့တမိုင်းကြောင်ရှိခဲ့တဲ့အချက်နဲ့သူမရဲ့အလုပ်တွေအတွက်ပုံမူမီခွန်းထုတ်စရာဖြစ်စေခဲ့တယ်ဟုဆိုထားဖြစ်ပါတယ်။ ကိုလာသမဂအထွေထွေအတွင်းမွေးနေဖြင့်ဂျူလီဘီရှော့ရဲ့စီးပွားလုပ်ငန်းဆောင်ရွက်မှုများအပေါ်မှာစုံစမ်းဆက်စင်မှုတည်းရဲ့အရေးတကြီးလှုပ်ဆောင်ရန်ကိုလာသမဂလုပ်ငန်းတာဝန်များဆက်ပြီးတော့ထန်ဆောင်ရန်တင့်မတစ်အပေါ်မှာပြန်လည်သုံးသပ်ရန်နဲ့တွေ့ရှိချက်များအားပွင့်နေမြင့်တန်းစွာထုတ်ပြန်ရန်တိုက်တွန်းတောင်းဆိုထားသည်ဟုလည်းမရတနာမောင်ကတော့ပြောကြားခဲ့ရတဲ့ဖြစ်ပါရဲ့ ဆက်လက်ပြီးတော့ရေးမြွနယ်မှာရှိတဲ့ခမာယာ434တရင်မှာထွက်လာတဲ့စစ်သားများကို ရေးဘလူးအဖွဲ့ကတိုက်ခိုက်မှုစစ်သား9ဦးသေဆုံးပြီး15ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။မွန်ပြည်နယ်ရေးမြွနယ်မှာရှိတဲ့ခမာယာ343တရင်ကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်သားများကိုရေးဘလူးအဖွဲ့ကတိုက်ခိုက်ခဲ့ရတွင်အကြမ်းဖက်စစ်သား9ဦးသေဆုံးပြီး15ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေဘလူးအဖွဲ့ကောင်းဆောင်ကရန်ကုန်ခေတ်တည်ထောင်ဌာနထပ်ပြောဆိုထားဖြစ်ပါတယ်။မစနာကိုရင်းနေတဲ့ပိုင်းတွင် ခမာညာ343တန်ရန်နေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်းစစ်တပ်သားများဟာတောင်စွန်းရွာထိပ်တွင်အစစ်စေးပြစ်လုပီးအောင်ရေဘလူးအဖွဲ့ကပိတ်ဆို့ထားတဲ့နေရာကိုထပ်မံဝင်ရောက်လာခြင်းကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အစိုးရချမ်းပဲစကောင်းစစ်တပ်သားများကိုရေးဘလူဘက်ကဝမ်ဝဲပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းကြောင့်စကောင်းစစ်ဖက်ကနေအထိနာပြီးဝါချောင်းအာရုတောင်ဖက်သို့တပ်ပြန်ဆုတ်သွားပြီးညနေပိုင်းတွင်ရေးဘလူအဖွဲ့ကဝါချောင်းအာရုတောင်ထိတွားရောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းကြောင့်စကောင်းစစ်ဖက်ကနေထိခိုက်သေးဆုံးမှုအများပြားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်ဒီနေ့နည်းနည်း9နိုင်ဝန်းကျင်လောက်ရှိမယ်သူတို့ကတော့ခမာယာ343တရံကနေ အယောက်60နီးပါးလောက်လက်နဲ့ကြီးလက်နဲ့ငယ်တွေရောသူတို့ကတောင်းဆွမ်းရွာထဲမှာအစစ်စစ်လက်နဲ့ပါပါပြစ်လို့ပြီးတော့ကျွန်တော်တို့ပိတ်ထားတဲ့နယ်မြေထဲသူတို့နည်းနည်းလေးကြုံဝင်လာခဲ့ပါတယ်ဒေတာကတွေပြောပြချက်အရာကျွန်တော်တို့တွေကလည်းပြန်ပြီးလိုက်တိုက်တာပြန်လိုက်တိုက်တော့သူတို့တွေကတပ်ပြန်ဆုတ်သွားခဲ့ပါတယ်ညနေ9နာရီဝန်းကျင်တော့မှသူတို့ပထမဆုံးရောက်နေတဲ့အစစ်စစ်လုံနေတဲ့နေရာကနေပြန်လိုက်ပိတ်ပြီးတိုက်ခိုက်ခဲ့တဲ့အခါကျတော့ဝါချောင်းဘုံကြီးချောင်းကိုတပ်အပ အကုန်ပြန်ဆုတ်သွားတဲ့အချိန်မှာကျွန်တော်တို့အောက်ဘက်ကနေနေရာရတဲ့အချိန်ပြစ်တာသူတို့ဖက်ချန်အပြုတ်လိုက်လဲကျသွားပါတယ်သူတို့ဖက်ချန်ကကြရှုံးမှုကတော့ခုနှစ်ဦးကတော့တေချပါတယ်ဓာန်ရတာကတော့15ဦးအထက်ရှိပါတယ်မောက်နေကြတာဟိုရေဘလူးအဖွဲ့ကောင်ဆောင်ကရန်ကုန်ခေတ္တတဲ့ဌာနတော်တို့ပြောဆိုထားဖြစ်ပါတယ်တိုက်ပွဲဖြစ်ပွားပြီးရင်အောင် အကြံဖြစ်စတာများဟာ စစ်သားမသားအလောင်းများနဲ့ဒိုင်းရစစ်သားများကိုဆွတ်ထုတ်၍ရေးစည်းုံတို့ပို့ဆောင်ခဲ့ကြောင်းရေးဘလူးအဖွဲ့ဝင်များအောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ကြကြောင်းသိရှိရပါသည်။အကြောင်းရင်းတိစပင်းမှုကိုကျွန်မပဲကတနာကိုပြောပါရှင်အဖေနာဆင်အတွေ့အထိပဲကျေးဇူးတင်ရှိပါရှင်